ဟဲ့မိအေးဒီထိုင်ရောက်တာဘယ်လောက်ကြာပြီလဲထိုင်ရောက်တာတနည်းကြော်ပြီပါအလုံးလုံးပဲအလုံးမရသေးဘူးမြင်ထိုင်စကားရောပြောတတ်လားထိုင်စကားပြောတင်နေတာ6လတော်ရှိပြီပြောတတ်တယ်နည်းနည်းပပရနေပြီအဲ့ဒါဆိုရင်ငါကို အလုံးလုံးတယ်ဆိုတဲ့စကားကို ထိုင်းလို့ပြောပြကြည့်စမ်း အလုတ်လုတ်တာကိုလားအလုတ်လုတ်တာကိုအော်မမီးထန်ငါအလုတ်လုတ်တာကိုထိုင်းလို့ထန်ငါထမပါဇက်ပရတယ်လीထန်ငါမရဘူးထမပါဇက်ကိုပိတ်ပြရတယ်ကြားလားဩထမပါဇက်ပရတယ်ဆိုတော့ထမငါထမငါ အလုံးလောက်တာကိုထိုင်းလို့ပြောတဲ့အခါမှာအတန်နှစ်ပန်းရမယ်ထွက်တယ်။သုံးတာမဟုတ်ဘူး။နော်။ထမငန်လို့မထွက်ရဘူး။ထမငန်လို့ထွက်ရတယ်။မှတ်ထား။ကြားလား။အော်။ Okay. ทำงานทำงาน ဟုတ်လားအေးဟုတ်တယ်တေချာမတာနော်နောက်ဆိုရင်အပန်ထွက်တဲ့ခါမှာထမငါလို့မထွက်မိစေနဲ့ကျမတို့အလုံးလုံးတယ်ဆိုတဲ့စကလုံးကိုကြည့်ကြရအောင်เนาะထိုင်းလိုအလုံးလုံးတာကိုထိုင်းလိုခံငန်းဟုတ်လား come ဆိုတာလုပ်တယ်နော်ငန်းဆိုတာကအလုပ်နော်ဒီနေရာမှာအတန်ထွက်တဲ့အခါမှာနော် come ကိုဘာနဲ့ပဲထန်ထန်ထန်လို့ရတယ်ထားစင်တူတတိတင်ထားမလားထားစင်တူနတ်တက်နဲ့ထားမလားထားစင်တူမတ်တက်နဲ့ထားမလား ထန်နေတာနဲ့ထန်လိုက်ပါပြီးလို့ရှိရင်အနောက်ကနေမနဲ့ပိတ်ရတယ်နော်အသက်ကမသက်ဖြစ်တဲ့အတွက်အတန်ထွက်တဲ့အခါမှာထမ်ထမ်ထမ်မနဲ့ပိတ်ရတယ်နော်ဒီအသက်နေရာမှာဆရာမ highlight လေးထည့်ပေးလိုက်မယ် highlight လေးထည့်ပေးလိုက်ရင်ကိုကအတန်ထွက်တဲ့အခါမှာအာ ခွဲခြားသိနိုင်တာပေါ့ဒီလို highlight ပါတဲ့စကားလုံးဆိုရင်အာအတန်ထွက်တဲ့ခါမှာဘာနဲ့ပတ်ရမလဲဆိုတာကိုတီးကြားချင်ရွာစွာမြင်သွားတာပေါ့ဟုတ်တယ်နော် okay အဲ့တော့အလုတ်အာလုတ်တီကို tham နာအလုတ်ကို nan နာ အတန်ထွက်တဲ့ခါမှာငါရေးချငါအရင်ငါလိုက်ပါငါပြီးမှနတ်သက်နဲ့ပိတ်လိုက်ပါနော်နတ်သက်ကိုဆက်မှ highlight လေးဖောက်ထားပြလိုက်တယ်အဲ့ဒီတော့အတန်ထွက်တဲ့ခါမှာငါကိုအရင်ထွက်ပြီးမှနာနဲ့ပိတ်ပြလိုက်ပါငါန်ငါန်နော်တချို့လူတွေရေးပြတဲ့အခါမှာငန်နဲ့ရေးပြတယ် ငါနဲ့တငါတချို့ကလည်းငန်းထန်ငန်းအဲ့ဒါကြောင့်မို့အတန်ထွက်တဲ့အခါမှာလွဲသွားတယ်အဲ့တော့အဲ့လိုမလွဲရအောင်ဆရာမကဒီလိုလေးရေးပြပေးတာတယ်เนาะဒါလည်းမယူဘူးဒါလည်းမယူဘူးဆရာမသွားတဲ့ဒီတိုင်းယူပါငါပေးလိုက်မယ်ငါပြီးမှအနောက်ကနေနတ်သက်လေးနဲ့ပိတ်တော့ငန်းငန်းทำงานအလုံးလုံးတီးဆိုတော့ ทำงานอย่างเป็นเนาะทีนี้เดี๋ยวเราเป็นเนาะอะเราจะตอบ